့အကြောင်းကစိတ်ထဲမှာအလိုလိုရောက်နေတယ်ဆိုတာရယ်ကိုကိုရိုင်းကစိတ်ထဲကိုထဲလိုက်တယ်ဆိုတာရယ်ကိုဘယ်လိုသုံးလဲဆိုတာကိုဒီကနေ့ပြပြပေးသွားပါမယ်ဟယ်လိုမီနာဆန်ကိုနီချီဝါကျော်ဝါနဲခီနီနာရူတိုခီနီဆူရူနော違いをわかりやすく説明していきますပထမဆုံးကခီနီနာရူဆိုတာလေးကိုအရင်ရှင်းပြပါမယ်ခီနီနာရူရဲ့အတိတ်ဘယ်ကတော့စိတ်ထဲမှာသူ့အလိုလိုရောက်နေတာသူ့အလိုလိုဖြစ်နေတယ် ဟာဖြစ်တဲ့တကြောင်လို့ခိနိနာရုဆိုတာကဂျီတို့ရှိပေါ့နော်အလိုလျောက်ဖြစ်လာတဲ့အရာဖြစ်ပါတယ်။အဲ့တော့ခိနိနာရုရဲ့အသုံးပြုပုံကို Rainbow Lane နဲ့အတူတူလေ့လာကြည့်အောင်နော်။ဒီစောဝါစိုက်ခင်ခိနိနတ်တေရုရှိတူကဣရွန်တာတကယ်ရတော့ပေါ့နော်အခုတလောစိတ်ထဲမှာသူ့လိုလိုရောက်နေတဲ့လူဟာရှိတယ်။ ါကြောင့်မလို့စိတ်ထဲမှာသူ့လိုလိုဖြစ်လာတဲ့အရာကိုတော့ခိနိနာရုနဲ့သုံးပါတယ်။နောက်တစ်ခုကခိနိဆိုလို့ခိနိဆိုလို့ဆိုတာကကြတော့ကိုကိုယ်တိုင်ကစိတ်ထဲကိုထည့်လိုက်တာပေါ့နော်။ဒီလာကြည့်အောင်။ရှစ်ပိုင်းမှာဒါရဲတင်မို့ယောကုအရုခတုတကာရာအမရိခိနိရှိနာဟောကအီယော။အဲကြာရှုံးမှုဆိုတာကပေါ့နော်ဘသူပဲဖြစ်ဖြစ်တဲ့။ဒါဖြစ်နိုင်တဲ့အရာဖြစ်တဲ့ကြောင့်မလို့စိတ်ထဲသိပ်ပြီးတော့ မထားတာကကောင်းပါတယ်တဲ့အဲ့တော့ခီနီရှိနိုင်တဲ့ခရာဆိုင်ခီနီဆူရူရဲ့အညင်ကိုခီနီရှိနိုင်ဟိုကအီဆိုပြီးတော့ပြောင်းလိုက်တာပဲဖြစ်ပါတယ်ဒါကတော့သာတို့ရှိဖြစ်ပါတယ်ဒါကြောင့်မလို့ခီနီနာရိုကတော့ဂျီတို့ရှိဖြစ်ပြီးတော့ခီနီဆူရူကတော့သာတို့ရှိဖြစ်ပါတယ်ဟဲ့またねバイバイ